ုံပြောရှင်တားရော့ဗီဒီယိုကိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါကဲယခုတစ်ပတ်မှဆိုရင်လည်းကျွန်တော်တို့ခုနှစ်သားသမီးတပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပြီးတော့မှဖြစ်ပါတယ်အဲ့တော့၄ရက်မေလ2025တနင်္ဂနွေနေ့ကနေပြီးတော့10ရက်မေလ2025စနေနေ့အထိတပတ်တာအတွင်းကျွန်တော်တို့တနင်္ဂနွေသားသမီးရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင် ကတနင်္ဂနွေသားသမီးတွေကတော့ဒီတစ်ပတ်မှာဆိုရင်ဟုတ်လားကောင်းသောအပြောင်းလဲတွေကြုံတတ်တယ်ပေါ့နော်ကြီးသောအပြောင်းလဲသေးသောအပြောင်းလဲအဖြစ်ကောင်းဖြစ်မယ်သို့သောကြီးကြီးသေးသေးအဲ့အလဲ့ပြောင်းသည်ကောင်းသောအလဲ့ပြောင်းဖြစ်တယ်အဲ့တော့ကို့မှာအပြောင်းလဲတွေလုပ်ဖို့ပေါ့အလုံးနေရာထိုင်ခင်းအိမ်နေရာထိုင်ခင်းသုံးတစ်ခုသောအကြောင်းအရာဟုတ်လားကိစ္စတွေကိုအပြောင်းလဲလုပ်ဖို့အစီအစဉ်ကြံစီထားတဲ့မိတ်ဆွေများအဖို့ပြောင်းလဲလို့ရပါတယ်ကောင်းသောအလဲ့ပြောင်းဖြစ်ပါတယ်အဲ့တော့ ဒီတစ်ပတ်မှာဆိုလို့ရှိရင်ကဝန်တာစရာသတင်းစကားတွေကြားရတတ်တယ်စာချုပ်စာတန်းစာစာတန်းနဲ့လောက်ရတဲ့အလုပ်တွေအကျိုးပေးမယ်အောင်မြင်မယ်လောက်ရရှိရင်ရဲရဲလောက်ပါအဲလားတူပဲဒီတစ်ပတ်မှာဆိုရင်တော့ဟာလာပညာဆိုင်ရာဘာသာတရားဆိုင်ရာအကိစ္စတွေပေါ်တတ်တယ်ပေါ်ရင်ကောင်းတယ်အဲ့တော့အင်တာဗျူးစာမှုပွဲဟာလာပညာအစ်တစ်ခုထပ်ပြီးသင်ရတာ ဒါလိုကိစ္စမျိုးတွေအဖြစ်ပေါ်ကြုံတွေ့ရဆိုရင်ကိုယ့်အတွက်ကောင်းတဲ့ဓမ္မတာဖြစ်ပါတယ်ရည်ရထားတာရှင်အကောင့်ထဲပေါ်နိုင်တယ်ဒီတော့မှကိုကြံရည်ရသမျှတွေကိုလက်တွေ့လှုပ်ဆောင်ခြင်းဖြင့်အောင်မြင်နိုင်တဲ့အလားလာအခွင့်အလမ်းတွေကောင်းတဲ့ဓမ္မတာလည်းဖြစ်တယ်ကောင်းသောခီးတွေကြုံရမယ်ခီးနီခီးဝေးတွားရတတ်တယ်အကျိုးရှိမဲ့ခီးဖြစ်မယ်အဲ့တော့အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေလုပ်မယ်ဆိုရင် လုပ်လို့ရတဲ့ဓမ္မတာဖြစ်ပါတယ်ဒီတော့မှဆိုရင်ကိုဟာ ပြီးခဲ့တဲ့ကာလတွေမှာမပြစ်ဘူးဆိုတဲ့ကိစ္စတွေတောင်ဒီတစ်ပတ်တာမှာပြန်လည်လှုပ်ယူကြိုးစားခြင်းဖြင့်အောင်မြင်နိုင်မဲ့တပတ်တာဖြစ်ပါတယ်ဒီတစ်ပတ်အလွန်ကံကောင်းနေတာဖြစ်ပါတယ်ကိုပိုင်လုံကအယောင်းဝယ်လှုပ်တဲ့မိစေများအနေနဲ့လည်းတိုးတက်မှုတွေကြုံရမဲ့တပတ်တာဖြစ်တယ်အခြေအိမ်တော်ရဲ့မေတ္တာရင်းနဲ့ပတ်သက်လာရင်လည်းစိတ်ချမ်းသာမယ်ချစ်သူရည်စားတစ်တည်းရတတ်တယ်မပြေလဲတဲ့အခြေအိမ်တော်ရဲ့ကိစ္စတွေပြန်လည်ပြေလည်ဖို့ရအလားလာရှိတယ်ကျမရင်းနဲ့ပတ်သက်ရင်မတော်တဆထိခိုက်တဲ့အနှဲငယ်ရတာ ဟလာခါနာခါခိုက်တာမျိုးလေးတွေမစုတလောက်ဖြစ်တတ်တယ်။သို့သောစိုးရင်လောက်တဲ့အခြေအနေပမာဏမှာတော့မရှိပါဘူး။အဲ့တော့ဒီတစ်ပတ်ဟလာဆိုင်ကနာတစ်တွေဖွင့်မယ်၊ရုံးငန်းတွေဟလာလုပ်ငန်းတွေဖွင့်မယ်အလုပ်သွားရမယ်အင်တာဗျူးပြင်မယ်အရေးကြီးတဲ့ကိစ္စတွေကိုစီမံဆောင်ရွက်မယ်ပြုလုပ်မယ်ဆိုရင်လှုပ်ချင်းပြစ်အောင်မြင်နိုင်တဲ့တပတ်တာကာလဖြစ်ပါလေအလားတူပဲဒီတစ်ပတ်မှာငွေကြေးနဲ့ပတ်သက်ရင်မမျော်လင့်မဲ့ငွေဝင်တာငွေကြေးကန်ကောင်းတာငွေကြေးနဲ့ပတ်သက်ရောက်ရလအခွင့်လန်းတွေပေါများတာမျိုးတွေကြုံရမယ် အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့စိုးရင်စရာအပူတော့ကတွေရှိနေတော့ဒီတစ်ပတ်မှာပြန်လှည့်ပြီးတော့အဆင်ပြေနိုင်မှုဟလာကန်ကောင်းမှုရာအလားအလာရှိပါတယ်အဲ့တော့လောက်ကန်ကြံစီသမျှတွေဒီတစ်ပတ်တာမှာအောင်မြင်နိုင်မှုရှိနေပါတယ်ဒီတစ်ပတ်ကကန်တရမျက်နှာသာပေးတဲ့အလှည့်ဖြစ်နေတဲ့အတွက်ကိုနည်းနည်းလုံးရင်များများဖြစ်မယ်ဆိုတဲ့အခြေအနေမှာရှိပါတယ်အဲ့တော့ပြီးခဲ့တဲ့ကာလတွေမှာစိတ်ညစ်နေရတယ်အပူမြင်တော့ကတွေကြုံတွေ့ခက်ခဲနေရတယ်ဆိုတော့ဒီတစ်ပတ်တာမှာတော့အဲ့ဒီလိုအခြေအနေမျိုးကနေကောင်းစွာလွတ်မြောက်ပြီးတော့ရင်ကော့ခေါင်းမော့နိုင်တဲ့ ကံကောင်းပြုံးမြော့နိုင်တဲ့တပတ်တာကာလမျိုးဖြစ်ပါတယ်ဒီဘက်တော့ကံကောင်းလက်ရှင်ကနန်းနေနေရတော့ငါးကနန်းဖြစ်ပါတယ်အချိုးပြတဲ့အကြောင်းကစင်စွဲအောင်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအတွက်လမ်းညွှန်ဟောကြားခဲ့တာပါ